Asian dialogue engage with the international community including the United ဒီနေ့မတ်လ23ရက်နေ့2025ပေါ့နော်ကျွန်တော်ဒီ Washington DC ထိုင်းတန်ယုံရှိမှာကျွန်တော်လာရောက်ပြီးတော့တောင်းဆိုရဲ့အချက်ကတော့ကျွန်တော်ပြည်ပကိုရောက်နေတဲ့ထိုင်းနိုင်ငံရောက်နေတဲ့ကျွန်တော်တိုင်းတန်းကြီးကိုလူငယ် ညီကိုတွေကိုဖမ်းဆီးပြီးတော့ကျွန်တော်ဗမာပြည်ပြန်ဖို့ရကစစ်ဆိုးကတခါတည်းစစ်တပ်တွေကိုဆွဲတွင်းပြီးအတေခံခိုင်းနေရဲ့ကိစ္စကိုပြန်မပို့ဖို့အတွက်ကျွန်တော်လာရောက်တောင်းဆိုတာပါ My people, not with the illegal military hunter. Thailand, Thailand. Thailand. တော့ကျွန်တော်လက်တလုံးမှာကျွန်တော်ထိုင်ရထိုင်ရနေကျွန်တော် deportation လုပ်ခံရတာပေါ့နော်ကြောက်ပြည်သူတွေပရမတ်ခေါက်လဲပို့လဲပို့လဲတခါမှာချက်ချင်းပဲသူတို့စစ်တပ်ထဲခေါ်သွားပြီးတော့ melody training ပေးတဲ့ camp ကိုခေါ်သွားတော့အဲ့ချိန်မှာတချို့ရေတွေကလည်းဖြတ်ပြေးပြီးတော့နော်တက်ဆုံပြီးဖြတ်ပြေးပြီးတော့ထိုင်နိုင်တော့ပြောင်းရလာကြရှိတယ်သူတို့တွေ interview ကျွန်တော်နားထောင်ကြတယ်ဒါကြောင့်ဒါတော်တော်အနေနဲ့ကြီးပါတယ်ဒါကြောင့်မလို့အခုလောဆယ်မှာကျွန်တော်ပြန်ပို့တဲ့ကိစ္စတွေပေါ့နော်ဒီ deportation လုပ်တဲ့ကိစ္စအဲ့အရာတွေကိုကျွန်တော်မလုပ်ဖို့တဲ့ကျွန်တော်ထိုင်းစိုးအောင်ကျွန်တော် request ထုတ်တာပါနော် freedom justice democracy ကျွန်တော်တို့နားလည်ပါတယ်ထိုင်းနိုင်ငံကကျွန်တော်တချိန်လုံးအဲ့ဒါဘုံအပြီးမှာ ဆက်ဆက်အနာရှိခေတ်ဆက်ဆက်နော်ပြင်းနေမှုတွေခံရတိုင်းမှာထိုင်းနိုင်ငံကိုကျွန်တော်တို့စီကပြည်ပြည်သားတွေအထက်ပြေးခလုံးကကျွန်တော်ကိုယ်တိုင်ပဲထိုးခလုံးကြရတယ်ခလုံးကြရတဲ့အခါမှာထိုင်းဆိုအနေနဲ့တတ်နေဆိုတော့တို့လက်ခံပြီးတော့ဒီလူတွေရဲ့လူခွင့်ချိုးပေါက်ခံမှုတွေအတွက်ကိုထိုင်းနိုင်ငံကနေတော့ဟိုတို့ယာယီနေထိုင်ခွင့်တွေပေးတာမျိုးတွေလုပ်ပေးပါတယ်ဒါပြလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်စေတန်ရတကအဖွဲ့အစည်းတွေတိုင်ပင်ပြီးတော့မှ UNAC ကလည်းဖွဲ့ပြီးတော့မှကျွန်တော်တို့ဒီလူငယ်တွေကို ဒုက္ခသက်ဆန်းနေဖို့လက်ခံပေးတာရှိခဲ့ဒါရဲ့ကျေးဇူးတင်တယ်ဒါပေမဲ့အခုချိန်မှာတော့ပို့ပြီးတော့ရေးကြည့်ပါတယ်ဒီချိန်ကဘာလို့ဆိုတော့စစ်မှုမထမ်းမနေရဥပဒေအတင်းအားမှာစစ်မှုနဲ့ဒါအရေးကြီးကျန်တဲ့အရင်တော့ဒါမျိုးမရှိခဲ့ဘူးဒါအခုချိန်ကစစ်ကောင်စီကစစ်ရှုံးနေတဲ့အခါမှာဘာလို့လဲဆိုတော့တို့စစ်သားတွေမရှိတော့မရှိတဲ့အခါတို့လူငယ်တွေကိုအတင်းအားမှာစစ်သားစုဆောင်တယ်ဒါကြောင့်မို့ဒီလိုအဲ့လိုခက်ခဲတွေ့တဲ့ချိန်မှာတော့ကျွန်တော်ပြန်ပို့သေးသေးပါဘူးအဲ့တော့ကျွန်တော်တောင်းဆိုတာအဲ့လိုအတွက်လဲကျွန်တော်တို့တွေကပြောလို့ရှိရင်တော့ထိုင်းနိုင်ငံကိုအမြဲတမ်းကျေးဇူးတင်မယ်ကျွန်တော်မျိုးဆက်တွေပါနော်ဒီလိုမျိုးဒီလိုမျိုးလူငယ်တွေကိုအတင်းအကျပ် ကအကြပြန်ပို့ခဲ့တဲ့လုံရမှုတွေဖြစ်လာတိုင်းများလာလို့ရှိရင်ကျွန်တော်တို့မျိုးဆက်တွေရဲ့ရှင်ထဲမှာထိုင်းနိုင်ငံကိုနာကျင်ရတဲ့ဖြစ်သွားခဲ့အနာဂတ်မှာထိုင်းနဲ့မြန်မာရဲ့ဆက်ဆံရေးကမကောင်းဘူးဆိုတဲ့အနေထားဒါမျိုးတွေရှိပါဒါကိုကြည့်စင်ပါထိုင်းရဲ့ authority အနေနဲ့ထိုင်းမှာတာဝန်ရှိတဲ့ခေါင်းဆောင်တွေအနေနဲ့တော့ဒါမျိုးတွေစဉ်းစားသင့်တယ်ဒီလိုမျိုးဖမ်းပြီးတော့ဘာဘီကိုပြန်ပို့တဲ့ကိစ္စတွေကအင်မတန်လူငယ်တွေအတွက်အဆန်အနေနဲ့ ထိခိုက်စေပါတယ်အထံတွေအရန်ရေးကြည့်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ Thai Soa ကိုကျွန်တော် live request လုပ်တာပါကျွန်တော်အိတ်ဖွင့်ပေးတာပေးတာပါအဓိကတော့ကျွန်တော်တို့ Thai နိုင်ငံခြားရေးဝန်ကြီးကိုကျွန်တော်အိတ်ဖွင့်ပေးတာပေးတယ်ဘာလဲဆိုတော့ဒီလိုမျိုးဖမ်းပြီးတော့လက်တလုံးမှာဖမ်းပြီးတော့ပြန်မဖို့ပါနဲ့ဦးခဏလေးဒီလူတွေဒီလူငယ်တွေဒုက္ခရောက်တဲ့လူငယ်တွေတော့လူငယ်အကုန်လုံးကိုကျွန်တော်တို့ယာယီခလုံးဝင်လေစီစဉ်ပေးပါပြီးလို့ရှိရင်နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR တို့เนาะကျန်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးတော့မှကျွန်တော်ဘယ်လိုဆောင်ရွက်ပြလို့ရလဲဒီတို့ရဲ့အသက်အန္တရာယ်အတွက်ကိုထိုင်းနိုင်ငံမှာခိတခဏ ကိုလုံးမင်းပေးထားတာမျိုးဘယ်လိုဖြစ်စေလုံးဝပို့တဲ့ကျွန်တော် request ထုတ်တာပါ